ပရွယ်စိတ်အုပ်ကြီးရဲ့နှဆိုင်သောမြေအောင်းအိမ်တစ်ခုမှာအာနီဆိုတဲ့ပရွယ်စိတ်ပြိုလေးဟာနေ့စဉ်ရက်ဆက်အလုပ်လုပ်ရတာကိုညီငွေနေပါတယ်။သူမကအခြားပရွယ်စိတ်တွေလိုအစာရှာတာအိမ်ဆောက်တာပဲအကြိမ်ကြိမ်လုပ်နေရတာထက်ပိုကြီးမားတဲ့အရာတစ်ခုခုကို လုပ်ချင်နေပါတယ်။ဒီနေ့တော့သူ့ရဲ့တငယ်ချင်းဖြစ်တဲ့ပရွယ်စိတ်အိုကြီးဦးမြန်ကြီးကသူ့ကိုခေါ်ပြီးပြောပါတယ်အာနီ။ပရွယ်စိတ်တကောင်ဤဘဝဆိုတာအုပ်စုလိုက်နေထိုင်ပြီး တဦးကိုတဦးကူညီရံပဲဒါပေမဲ့မင်းစိတ်ထဲမှာမေကွန်းတွေရှိနေတယ်ဆိုတာငါသိတယ်ဒီတော့မင်းသွားကျင်တဲ့ခီးကြီးကိုသွားပါဒါပေမဲ့တတိထားပါကဘာကြီးဟာမင်းထင်သလောက်မကြီးမားသလိုမင်းထင်သလောက်မသေးငယ်ပါဘူးအာနီဟာအုပ်စုကနေစွန့်ခွာပြီးမမြင်ဘူးတဲ့ကဘာကြီးကိုစူးစမ်းဖို့ခီးထွက်လာခဲ့တယ်မြစ်ပင်တစ်ပင် ိုးဝေးကြီးမှာတစ်ပင်ကြီးလို့ထင်ရတဲ့အရာစီကိုသူခီးနေခဲ့တဲ့ခီးမှာအတားဆီးများစွာကြုံရတယ်မိုးဆက်တဆက်ဟာသူ့အတွက်ရေကန်ကြီးလို့ဖြစ်နေတယ်ပရစ်တကောင်ရဲ့ခြေလန်းဟာငလင်ကြီးလို့ဖြစ်နေတယ်ဒါပေမဲ့အာနီဟာစိတ်တက်မကြဘူးဦးမြန်ကြီးတုံတင်ခဲ့တဲ့အတိုင်းသူ့ညံကိုတုံးတယ်မိုးဆက်ကိုရှောင်ဖို့မျက်ရွက်အောက်မှာခိုးနားတယ်ခြေလန်းတွေကြောင့်ဖြစ်တဲ့မြေကြီးတုံခါမှုကိုကြိုတင်သိရှိဖို့မြေကြီးကိုခန်းစားကြည့်တယ် တနေ့မှသူဟာတစ်ပင်ကြီးရဲ့အောက်ကိုရောက်ရှိသွားတယ်။အဲ့ဒီမှာသူမြင်ရတာကတစ်ပင်ပေါ်ကပြားတကောင်ပြန်တန်းနေပေမဲ့သူ့ထက်အစာပေါင်းများစွာကြီးမားနေတာကို တွေ့ရတဲ့အာနီဟာသူ့ရဲ့သေးငယ်မှုကို နားလည်သွားတယ်။ဒါပေမဲ့သူ့မှာရှိတဲ့ဇွဲနွေးနဲ့ဉာဏ်ပညာကိုလည်းယုံကြည်လာတယ်။ပြန်လန်းမှာအာနီဟာသူ့အုပ်စုကိုပြန်ငယ်ဖို့လိုအပ်နေတဲ့အခြေအနေနဲ့ကြုံရတယ်။မိုးကြီးရွာပြီးရေစီးကြောင်းတွေကပရွက်စိတ်အိမ်ဝကို ရေရွေဝင်နေတယ်။ အာနီဟာသူခရီးထွက်ရင်မြင်ခဲ့ရတဲ့မြေရွက်ကြီးတွေကိုအသုံးပြုပြီးရေကာတာငယ်လေးတစ်ခုစောက်ဖို့အကြံပေးနိုင်ခဲ့တယ်။သူ့ရဲ့အကြံနဲ့အုပ်စုတစ်ခုလုံးရဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့်ဘေးအန္တရာယ်ကိုကျော်လွှားနိုင်ခဲ့တယ်။သူခရီးစဉ်ကြောင့်အုပ်စုတစ်ခုလုံးဟာပုံမူအားကောင်းလာပြီးအာနီဟာအမှတ်တမဲ့ခရီးတယ်လေးဖြစ်ကနေအုပ်စုရဲ့ညင်ရင်ညံသွေးအဖြစ်ရပ်တည်နိုင်ခဲ့ပါတော့တယ်။သင်ငန်းစာသေးငယ်သောအရာတိုင်းတွင် ကြီးမားသောစွမ်းရည်များနှင့်သင်ယူစရာများရှိပါသည် ဇွဲနှဘဲနှင့်ဉာဏ်ပညာဖြင့်အတားအစီးတိုင်းကိုကျော်လွှားနိုင်ပါသည်